အရဟံဆိုဒီမှာကိလေသာတွေကဝေးကွာနေခြင်းဆိုတဲ့အရှိချင်းတစ်ခုမှတ်သားကြရအောင်။ဘုရားမှာဝါသနာနဲ့တကွာကိလေသာတွေရှင်တဲ့နှလုံးထဲမှာပူလောင်စေတတ်တဲ့စိတ်ကိုညင်နွမ်းစေတတ်တဲ့ကိလေသာတွေအလုံးကိုဖယ်ရှားပြီးဖြစ်လို့ကိလေသာအညစ်အကြေးတွေကကင်းဝေးဝေးကွာနေတဲ့ပုဂ္ဂိုလ်များဖြစ်သောကြောင့်အရဟံလို့စိတ်ထဲမှာတည်းလို့နှလုံးသွင်းရအောင်။အချင်းချင်းအထက်ထက် ဒါလေးကြီးပဲတွင်းနေခုခေတ်ကတော့လူတွေလောက်တတ်ပါတယ်လေသချင်းဆိုတာတောင် repetition တွေများကြီးလေအဲ့တော့ဂုံတော်ကြတော့ repetition လောက်လိုက်ပေါ့အဲ့လိုကလားတွေတောင်ကသချင်းဆိုရင်ဘုံလေးခောက်ပြီးစီတရန်စီတရန်နဲ့တဏီကုံလောက်နော်ဒီအော်နာတဏီကုံအော်နာသူတို့ဒီစကလုံးလေးတစ်လုံးနဲ့တင်အော်တာအများကြီးမဟုတ်ဘူးအဲ့တော့ဒီကိုယ်တဏ္ဍာမှာ ဒီ repetition ဖြစ်နေအောင်ဩကိလေသာတွေကဝေးကွာနေလို့ဝေးကွာခြင်းဆိုတဲ့အကြောင်းကြောင့်ဒုက္ခွယ်တဲ့မြတ်စွာဘုရားဟာတကယ်အရဟံမလားတန်တဲ့ပုဂ္ဂိုလ်တွေကကိလေသာတွေနဲ့အလွန်လုံးထွေးနေတာမဝေးဘူးကတ်နေတယ်နော်ဝေးတယ်လို့ထင်ပေမဲ့လို့တော့ကြရောက်လာပြန်ပြီဒေါသမရှိဘူးသဘောကောင်းတယ်လို့ထင်နေတော့ကြရောက်လာပြန်ပြီဒေါသဟာ လောဘမရှိဘူးလို့ထင်နေတော့ကြာရောက်လာပြန်ပြီစိတ်แท้ကပေါ်ပေါ်လာတာလေမြတ်စွာဘုရားကျတော့အဲ့လိုမဟုတ်ဘူးပြန်ပြီးတော့ကိလေသာတွေကပြန်ကတ်နိုင်စွာမရှိတော့အောင်ကွာလှမ်းသွားပြီဖယ်ရှားပြစ်လိုက်ပြီးပြီလုံးဝပဲတော့မှပြန်မလာတော့ဘူးဒီလိုဆိုတာပေါ့နော်အဲ့ဒါကတစ်ချက်အဲ့တော့အရဟံကိလေသာတို့မှဝေးကွာတော်မူခြင်းကြောင့်အရဟံအရဟံဒါကအဓိပ္ပာယ်တစ်ခု ဖတ်တဲ့အခါမှာလဲသုံးလုံးစလုံးပေါင်းပြီးတော့အရဟံအတိဘေကအာရကဝေးกว่าတယ်ဒီစကလုံးတစ်လုံးနဲ့ကဒီအတိဘေတစ်ခုဖော်ပြ